ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ just listen ပဲဖြစ်ပါတယ်ကျွန်တော်တို့ကနေစဉ်ဘဝမှာတခြားသူတွေနဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကိုလိုချင်တာကိုရဖို့ဒါမှမဟုတ်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဘယ်လိုပြောရမလဲဆိုတဲ့အဖြေကိုရှာဖွေနေတတ်ကြပါတယ်ဒါပေမဲ့စာရေးသူကတော့ပြောဆိုခြင်းမဟုတ်ဘဲထိတိယောက်ယောက်နားထောင်ခြင်း just listen ကသာကျွန်တော်တို့ကိုဘယ်သူနဲ့မှမဆိုစိတ်ချင်းဆက်သွယ်နိုင်မယ့်လိုအပ်ချက်ဖြစ်တယ်လို့ဆိုပါတယ် ဇေယျကကူတောင်းမနဲ့တစားကန်ညှိနှိုင်းမှုအတွေ့အကြုံကနေအခြေခံလာတဲ့ဒီစာအုပ်ကနေရရှိခဲ့တဲ့သင်ခန်းစာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဘယ်သူနဲ့မဆိုစိတ်ချင်းဆက်သွယ်ဖို့အတွက်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုပထမဆုံးနားလည်ရပါမယ်။လူတစ်ယောက်ရဲ့စိတ်နဲ့စတင်ဆက်သွယ်ဖို့အတွက်တို့နဲ့အမြင်တူတဲ့ဘက်ကိုသွားဖို့လိုအပ်ပါတယ်။ဆိုလိုတာကတော့တို့ရဲ့ခံစားချက်တွေနဲ့အမြင်တွေကိုဝေဖန်မှုမှာပဲလက်ခံအသိမှတ်ပြုခြင်းဖြစ်ပါတယ်။လူတွေကသူတို့ရဲ့ခံစားချက်ကိုအသိမဲ့ပြုခံရတယ်လို့ခံစားရမှသာသူတို့ရဲ့စိတ်ကိုဖွင့်ဟပါလိမ့်မယ်။ ။ဆိုင်သူကငါနားလေတဲ့ I hear you ဆိုတဲ့ယူရှင်တဲ့စကားလုံးကဆက်စပ်ရတကားကိုဖွင့်ပေးနိုင်တယ်လို့ပြောပါတယ်။လူတို့ရဲ့စိတ်ကိုပြောင်းလဲပေးဖို့အတွက်စိုက်သူကစိတ်ပိုင်းဆိုင်ရာခီးစဉ်၅ခုကိုဖြတ်တန်းရမယ်လို့ဆိုပါတယ်။အဲ့တော့ဒီကတော့မဖြစ်နိုင်ဘူး။ I won't ကနေ I will လုပ်မယ်ဆိုတဲ့အထီးကိုပြောင်းလဲနိုင်ခြင်းပါပဲ။ရန်လိုမှုစိတ်မပါဝင်စားမှုနားမလည်နိုင်ခြင်းစတဲ့အတားအဆီးတွေကိုနားထောင်ခြင်းနားလည်ပေးခြင်းအဖြစ်ကျော်လွှားနိုင်ပါတယ်။နားထောင်ခြင်းဟာသူတို့ရဲ့အတွင်းစိတ်အတားအဆီးတွေကိုဖယ်ရှားပေးမယ်တွန်းအားဖြစ်ပါတယ်။ စုံတယောက်ကိုတင်းရင်စကားကိုနားထောင်လောက်အောင်လုပ်ဖို့ပထမဆုံးအဆင့်ကတော့သူတို့စီကဟုတ်ကဲ့ဆိုတဲ့အဖြေတွေစုဆောင်းဖို့ပါပဲသူတို့သဘောတူနိုင်မဲ့ရိုးရှင်းတဲ့မိကုံသုံးခုကိုဇက်တိုက်မိခြင်းအပြင်သူတို့ရဲ့စိတ်ကိုအပြုသဘောဆောင်တဲ့လမ်းကြောင်းစီကိုပို့ဆောင်ပေးနိုင်ပါတယ်ဒီနည်းလမ်းကဆက်ဆံရေးမှာအရှိန်အဟုန် momentum ကိုဖန်တီးပေးပြီးသူတို့ရဲ့စိတ်ကိုတင်းနဲ့ချိတ်ဆက်ပေးနိုင်ပါတယ်နားထောင်ခြင်းဆိုတာရိုးရိုးအတန်ကြာရုံတသက်မဟုတ်ဘဲကျွမ်းကျင်မှုလိုအပ်တဲ့အမှုပညာတစ်ခုဖြစ်ပါတယ် ထိရောက်တဲ့နားထောင်ခြင်းသူတို့ရဲ့ပြောဆိုတဲ့စကားလုံးတွေအပြင်သူတို့ရဲ့ခန္ဓာကိုယ်ဘာသာစကားအတန်နဲ့အတန်ထားနဲ့မပြောဘဲခြံထားတဲ့အရာတွေကိုပါနားထောင်ဖို့လိုပါတယ်။စာရေးသူကလူတွေဟာသူတို့ရဲ့အကြောင်းကိုပြောခြင်းကြပါတယ်လို့ဆိုပါတယ်။သိရင်အာရုံစူးစိုက်မှုအပြည့်အဝကိုပြေးခြင်းအဖြစ်သူတို့ဟာသူတို့ရဲ့လှုပ်ဝက်ချက်တွေကိုပါဖိဟလာပါလိမ့်မယ်။လူတို့ ਨੇ ရင်းနှီးမှုတိစောက်ဖို့အတွက်စာနာနားလည်မှု empathy နဲ့လေးစားမှု respect ကိုပြသရပါမယ်။ င်ဟာသူတို့ရဲ့ခံစားချက်ကိုတကယ်နားလည်တယ်ဆိုတာကိုပြသဖို့သူတို့ရဲ့စကားတွေကိုကိုယ့်စကားလုံးနဲ့ပြန်လည်ထင်ဟပ်ပြောဆိုပါဒီနည်းလမ်းကသင်တေချာနားလည်ကြောင်းပြယုံတာမကသူတို့ကိုလည်းသူတို့ရဲ့အခြေအနေကိုပိုပြီးရှင်းလင်းစွာမြင်နိုင်အောင်ကူညီပေးပါတယ်တစုံတစ်ယောက်နဲ့စကားပြောဆိုပြီးတဲ့အခါစကားဝိုင်းရဲ့အနှစ်သာရကိုဖော်ထုတ်ပေးနိုင်မဲ့မိကွန်းတစ်ခုကိုမေးဖို့လိုပါရင်ဥပမာအခုပြောခဲ့တာတွေကအရေးကြီးဆုံးသင်ခန်းစာကဘာလဲဒါမှမဟုတ်အခုသင်ပါတွေလှုပ်ဆောင်သွားမလဲလို့မေးပါ ဒီမိကွန်းကသူတို့ကိုတာဝန်ယူမှု accountability ပေးပြီးတင်လို့ရတဲ့ရလရှိကိုဦးတည်တော်ဖို့လုံဆော့ပေးပါတယ်။ဖြစ်ရောက်တဲ့နားထောင်ခြင်းစိတ်သက်ကြနေသူများနဲ့ခက်ခဲနေတဲ့အခြေအနေများမှာအထူးရည်ကြည်ပါတယ်။ရန်လိုတဲ့ဒေါသထွက်နေသူတဦးနဲ့ရင်ဆိုင်ရတဲ့အခါခုခံပြောဆိုခြင်းဒါမှမဟုတ်အငင်းပွားခြင်းကိုရှောင်ရှားပါ။စိုက်သူကပထမဆုံးသူတို့ရဲ့ဒေါသကိုထုတ်ဖော်ခွင့်ပေးဖို့နဲ့နားလည်ပေးကြောင်းထက်ကတလဲလဲအတိမတ်ပြုခြင်းအဖြစ်သူတို့ရဲ့စိတ်ခံစားမှုကိုလျှော့ချဖို့အကြံပေးထားပါတယ်။ ဟုတ်ကဲ့ကျွန်တော်နားလည်ပါတယ်ဆိုတဲ့စကားကသူတို့ရဲ့ရန်လိုမှုကိုအေးချမ်းသွားစေနိုင်ပါတယ်။နောက်ထောင်ကျင်းရန်လိုမှုကိုဖြိုခွဲပေးနိုင်တဲ့အစွမ်းထက်ဆုံးလက်နက်တစ်ခုပါပဲ။တစုံတယောက်စိတ်သက်ကြနေတဲ့အခါသူတို့ကစကားပြောဖို့ခက်ခဲတတ်ပါတယ်။ဒီလိုအချိန်လေးမျိုးမှာအလင်းစလိုအကြံဉာဏ်ပေးတာကိုရှောင်ပါ။ဆိုင်သူကသူတို့ရဲ့ခံစားချက်ကိုနမဲတက်ပေးခြင်းဖြင့်စတင်ဖို့အကြံပြုပါတယ်။ဥပမာသင်တော်တော်စိတ်ပြတ်နေပုံရတယ်လို့ပြောပါ ဒီနေ့လကသူတို့ကိုနားလည်ခံရတယ်လို့ခံစားရစီပြီးသူတို့ရဲ့အတွင်းစိတ်ခံစားချက်တွေကိုဖွင့်ထုတ်ပြောဆိုဖို့လုံဆောင်ပေးပါတယ်ဒီရောက်တဲ့တွေ့ဆုံမင်းမြတ်မှုဟာပြောင်းလဲဖို့အတွက်ဂတိကို commitment တစ်ခုနဲ့အဆုံးသတ်တင်ပါတယ်။လူတဦးစကားပြောလောက်အောင်လုပ်ပြီးနောက်သူတို့ရဲ့ခံစားချက်တွေကိုပေါ်ထုတ်ပြီးတဲ့နောက်မှာအနာဂတ်မှာဘာတွေလှုပ်ဆောင်သွားမလဲဆိုတဲ့ဂတိတစ်ခုယူဖို့လိုအပ်ပါတယ်။ ခရီးကိုပြူချင်းကစကားဝိုင်းအောင်မြင်မှုကိုအတီးပြူပေးပြီးသူတို့ရဲ့ဘဝကိုပြောင်းလဲစေဖို့တိုက်တွန်းပေးပါတယ် just listen ဆောက်ကကျွန်တော်တို့ကိုဘယ်သူနဲ့မဆိုစိတ်ချင်းဆက်သွယ်စေနိုင်မယ့်အဓိကတော့ချက်ကစကားလုံးများမဟုတ်ဘဲနားထောင်ခြင်းဖြစ်ကြောင်းပြသခဲ့ပါတယ်ကျွန်တော်တခြားသူရဲ့ခံစားချက်များကိုဝေဖန်မှုမပါဘဲအသိမှတ်ပြုခြင်းစိတ်မှန်သောစိတ်ဝင်စားမှုဖြင့်နားထောင်ခြင်းအဖြစ်သူတို့ရဲ့ယုံကြည်မှုကိုရယူနိုင်ပါတယ်။ဟုတ်ကဲ့ဆိုတဲ့အဖြစ်များကိုစုဆောင်းခြင်းတိတ်ဆိတ်ခြင်းရဲ့စွမ်းကိုအသုံးပြုခြင်းနဲ့ရန်လိုမှုကိုပြိုကွဲခြင်းကကျွန်တော်တို့ရဲ့ဆက်သွယ်ရေးကိုပုံမအောင်မြင်စေပါတယ်။ ဒါကြောင့်ကျွန်တော်တို့အားလုံးကဒီနားထောင်ခြင်းနေစင်းများကိုလေ့ကျင့်ပြီးနေစဉ်ဘဝမှာအသုံးချခြင်းအဖြစ်ပုံမနှဆိုင်သောဆက်ဆံရေးများပုံမကြီးမားသောအောင်မြင်မှုများကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။